မင်္ဂလာမနက်ခင်းပါရှင်။အော်တိုဘာလတရနေ့မနက်ခင်းသတင်းတွေကိုစတင်မိသားရဲ့ထုံးလင်းတင်ဆက်ပေးပါရောင်းမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့ရွှေကောက်ပွဲမှာဒေသခံပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့ပအဝင်ဆန္ဒမဲပြုခြင်းအတွက်ထိခိုက်နေတာဆုံးရှုံးမှုမရှိစေဖို့အခွင့်အဆုံပူပေါင်းမှုနဲ့ကာကွယ်ဆောင်ရွက်မယ်လို့ကရင်လက်နက်ကိုင်၃ဘွဲ့ထုတ်ပြန်ခဲ့တဲ့သတင်းထိုင်းနိုင်ငံကချနာပူရီပြည်နယ်ထောက်ဖာပေါ်မြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးဖမ်းဆီးခြင်းခံခဲ့ရတဲ့သတင်း ကျောက်ဆင်မြို့တရင်ကျွတ်ဆင်လူပွဲတော်နဲ့ဆင်အကားလှပြိုင်ပွဲအခမ်းအနားကျင်းပမယ်တဲ့။နေပေါ်ကဝင်းကြီးကျောင်းဟောင်းအပောင်းဝင်အစွန်ရောက်အဖွဲ့ဝင်ဟောင်း၄ဦးကိုခီးသွန်းလာခွင့်ပိတ်ပင်ခဲ့တဲ့တဲ့နဲ့။နောက်ခံလူစာလီပါကိုအာဆန်နဲ့၅နှစ်တက်တန်းတိုးမဲ့တဲ့အဆရှိရဲ့တဲ့နေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုတ်အနေနဲ့ရွေးကောက်ပွဲမှာဒေသခံပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့ပောင်းဝင်ဆန္ဒမဲပြုခြင်းအတွက်ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့ဆောင်ပူးပေါင်းမှုနဲ့ ကာကွယ်ဆောင်ရွက်မယ်လို့ကရင်လက်နက်ကိုင်း၃ဖွဲ့ထုတ်ပြန်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဒေသခံပြည်သူတွေရဲ့လွတ်လပ်တဲ့ဆန္ဒနဲ့ရွေးကောက်ပွဲမှာပါဝင်ဆန္ဒမဲပြုခြင်းအတွက်ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့ဆောင်ပူးပေါင်းမှုနဲ့ကာကွယ်ဆောင်ရွက်မယ်လို့ကရင်လက်နက်ကိုင်း၃ဖွဲ့ကရွေးကောက်ပွဲဆိုင်ရာပူရဲသဘောထားထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ ကင်ပြည်နယ်ဒေသခံကင်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အစည်းအမြင်ကောင်းဆောင်တွေတွေ့ဆုံဆွေးနွေးပွဲကိုစက်တဘာ28ရက်မှာနေကြာဆောင်တက်ကရင်ပြည်နယ်အမတ်နှစ်တက်နယ်ဌာနချုပ်မှာကျင်းပခဲ့ရာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKP နေကြာဆောင်တက်ကရင်ပြည်နယ် BTF နဲ့ကရင်အမျိုးသားအစည်းအရုံးကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNLPC အဖွဲ့တို့ကအစည်းအမြင်ကောင်းဆောင်တွေတက်ရောက်ခဲ့ပြီးကရင်ပြည်နယ်နဲ့ပြည်သူလူထုတို့ရဲ့အနာဂတ်အတွက်လေးနက်စွာတွေးဆောင်ဆွေးနွေးခဲ့ကောင် ဒီလိုသဘောထားထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကင်ပြင်းနယ်ရဲ့လက်ရှိစီရင်နိုင်ငံရေးအခြေအနေအရေးရဲ့အပေါ်လေးလာသုံးသပ်ကြပြီး2025ခုနှစ်ဒသမလနဲ့2026ခုနှစ်ဇန်နဝါရီလရောမှာကျင်းပမယ့်မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာပြည်တော်စုမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပဋိပက္ခပေါင်းစုံကိုဖြည့်ရှင်းနိုင်မဲ့ဒီမိုကရေစီနိလန့်ကြတဲ့ပြည်သူ့ရွေးကောက်ခံအစိုးရတရက်ပေါ်ထွန်းစေပြီးမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်မဲ့အပြင် ကင်ပြည်နယ်နဲ့ပြည်သူတွေရဲ့ဘဝကိုပါအေဂျင့်တည်နေအောင်ဖန်တီးပေးနိုင်မယ်လို့သုံးသပ်ဆွေးနွေးယူဆကြကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဆိုပါပါတီစုံဒီမိုကရေစီရဲ့ထွေထွေရွေးကောက်ပွဲမှာပအဝင်ဆန္ဒပြုကြမဲ့ဒေသခံပြည်သူတွေရဲ့လွတ်လပ်တဲ့သဘောဆန္ဒအရာပိုးပေါင်းပါဝင်နိုင်မှုကိုအလေးထားအသိအမှတ်ပြုကဒီမိုကရေစီစံချိန်စံညွှန်းတွေကိုလေးစားတင်မိုးထားပြီးလွတ်လပ်တဲ့ဆန္ဒနဲ့ရွေးကောက်ပွဲမှာပအဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေဖို့အဖွဲ့စုံပူးပေါင်းမှုနဲ့ကာကွယ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ပါတီစုံဒီမိုကရေစီစနစ်နဲ့ပြည်သူတွေရဲ့တည်ငြိမ်အေးချမ်းတဲ့ဘဝကိုဖော်ဆောင်နိုင်ရေးအတွက်အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမယ်လို့ပူရဲသဘောထားထုတ်ပြန်ကြောင်းဖော်ပြပါရှိပါတယ်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ထောင်ဖာပေါ်မြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးဖမ်းဆီးခြင်းခံခဲ့ရတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါ။ ထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ထောက်ဖားပေါ်မြို့နယ်အတွင်းအထောက်ထားမဲ့မြန်မာနိုင်ငံသား28ဦးထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။စက်တမ29ရက်ကထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်ထောက်ဖားပေါ်မြို့နယ်အတွင်းဝချီရာလောက်ကွန်ဆယ်အရှိမရှိတဲ့စစ်စည်းရေးကိမှာမော်တော်ယာဉ်တစ်စီးပေါ်လိုက်ပါလာတဲ့ထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား၁၉အမျိုးသမီး၉ဦးစုစုပေါင်း၂၈ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ထိုင်းအနာပိုင်းတွေကစကံပြေတွေကနေတဆင့်စစ်စေးမြင်းမြန်ခဲ့ရာအဆိုပါအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေဟာမြန်မာနိုင်ငံရန်ကုန်နဲ့မန္တလေးဘက်ကနေထိုင်းနိုင်ငံအတွင်းအလုံးလုံးကိုင်းနိုင်မှုအတွက်ပွဲစားတွေကိုဒုက္ကိုဘတ်12000ကနေဘတ်2000အထိပေးချေခဲ့ရကြောင်းထိုင်းသတင်းတွေရဲ့ဖော်ပြချက်တွေအရသိရပါတယ်။ အလားတူပေးခဲ့တဲ့စက်တမ25ရက်ဒေသစံတော်ချိန်ညပိုင်းကလည်းထိုင်းနိုင်ငံကချနာပေါ်ရီပြည်နယ်စံခလပေါ်ရီမြို့နယ်မှာရှိတဲ့နမ်ပကိတ်စစ်စည်ရေးကိမှာမော်တော်ယာဉ်တစ်စီးပေါ်ကနေအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးတို့ကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးရမိခဲ့သေးတယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါဗျာ။အဲ့လိုပဲစက်တမ22ရက်ဒေသစံတော်ချိန်ညနေ4:15မိနစ်ခန့်ကလည်းထိုင်းနိုင်ငံကချနာပိုရီပြည်နယ်အတွင်းမှာရှိတဲ့အဝေးပြေးလမ်းမပေါ်မှာ မော်တော်ယာဉ်တစည်းပေါ်ကနေအထောက်ထားမဲ့မြန်မာနိုင်ငံသားအမျိုးသား9ဦးနဲ့အမျိုးသမီး6ဦးတို့ကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တဲ့ကြောင့်နဲ့၎င်းတို့ကိုထိုင်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ကျောက်စင်မြို့တရင်ကျွတ်ဆင်လူပွဲတော်နဲ့ဆင်အကအလှပြိုင်ပွဲအခမ်းအနားကျင်းပမဲ့တရင်ကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကျောက်စင်မြို့ရွှေသားလျောင်းတောင်မြတ်စွာဘုရားကြီးရဲ့တရင်ကျွတ်ဆင်အကအလှပြိုင်ပွဲအခမ်းအနားကို1389ခုနှစ် သတင်းကြော်လာဆန်း14ရက်2025ခုနှစ်အော်တိုဝါလ9ရက်မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးဆင်လူပွဲတော်ကိုတော့သတင်းကြော်လာပြည်နေမှာဆက်လက်ကျင်းပသွားမယ်လို့သိရပါတယ်စင်ကအလှပြိုင်ပွဲမှာဗောကျင်စင်3စီ၊ရိုးရအကြီးတန်းစင်5စီ၊ရိုးရအငယ်တန်းစင်4စီ၊တဘာဝစင်2စီ၊စုစုပေါင်းစင်14စီပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ကျောက်စင်မျိုးစင်ကအလှပြိုင်ပွဲမှာခုံတိုင်အမှတ်1ဗဟိုကုံမှာဒွေးဗောကျင်၊ဇာနီပွား၊ရိုးရအကြီးတန်း ပန်တဘာဝစင်မင်းထင်ရှားရိုးရအကြီးတန်းဘိုးကင်းရိုးရအငယ်တန်းခုံတိုင်အမှတ်နှစ်မြို့လယ်လက်ပြတိုင်းမှာမြင်းဆိုင်စာနေရိုးရအကြီးတန်းရွှေပြည်သာရိုးရအကြီးတန်းအောင်မြင်သူဖော်ကျင်းအောင်ဖြိုးခန့်ရိုးရအငယ်တန်းခုံတိုင်အမှတ်၃လေးမျက်နာဖရားခွဲမှာခေတ္တမံဖော်ကျင်းဒိုးမဟာရိုးရအငယ်တန်းဗရောင်းမြန်ရိုးရအကြီးတန်းခယုနာရှင်တဘာဝစင်ရွှေဆယ်သိရိုးရအငယ်တန်းအမှတ်စဉ်အတိုင်းခုံတိုင်၃ခုလုံးမှာရှင်ပြိုင်သွားမယ်လို့ သိရပါတယ်ခုံတိုင်သုံးခုလုံးမှာပြန်ဝင်ဝင်စင်နေဟာမနက်9:00နာရီမှာစတင်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ဖြောပြေးစင်တွေဂုံပြူစင်တွေတိခိတာအဖွဲ့တွေနဲ့အတူအစိုးရတွေနဲ့လည်းဖြောပြေးသွားမယ်လို့သိရပါတယ်စင်လူပွဲဟာသတင်းကြွလာပြည်နေမှာတောင်ကြီးကနေရွှေစင်ငွေစင်တွေပြုတ်လုပြီးတောင်မော်ကိုတက်ခါတောင်ထိပ်မှာဖျားအမှုပြုတဲ့တန်ဃာတော်အရှင်သူမြတ်တွေကိုစွန့်ကပ်ကုသိုလ်ကောင်းမှုတွေပြုလုပ်အမြတမ်းဝေကြတာဖြစ်တယ်လို့သိရပါတယ် နေပေါ်ကဝင်ကြီးချုပ်ဟောင်းအပါအဝင် အစိုးရအဖွဲ့ဝင်ဟောင်း၄ဦးကိုခရီးသွားလာခွင့်ပိတ်ပင်ခဲ့တဲ့နိုင်ငံတကာသတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။နေပေါ်ကအခုလအစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့စူပူမှုကိုစုံစမ်းစစ်ဆေးမှုအစိပ်ပိုင်းအဖြစ်ပြုတ်ကျသွားတဲ့ဝင်ကြီးချုပ် KP Sharma Oli နဲ့အတူအကြီးတန်းတာဝန်ရှိသူဟောင်း၄ဦးကိုသွားလာခွင့်ပိတ်ပင်မှုတွေချမှတ်ခဲ့တယ်လို့ပြည်ရင်းဝင်ကြီးကစက်တမ29ရက်ကပြောကြားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာကိုခဏတာပိတ်ပင်မှုစီးပွားရေးအခက်အခဲအာဂတိလိုက်စားမှုတို့နဲ့ပတ်သက်ပြီးမကျေနပ်တဲ့အတွက်စက်တမရှင်းရမှာလူငယ်တွေဥဆောင်တဲ့ဆန္ဒပြပွဲတွေကိုပြင်းထန်တဲ့ဖြိုခွင်းမှုတွေလှုံ့ဆော်ခဲ့တာကနိုင်ငံအနှံ့အမြက်ဒေါသကိုဖြစ်ပေါ်စေခဲ့ပါတယ်။နှစ်ရက်ကြာဆန္ဒပြမှုတွေအတွင်းအနည်းဆုံး83သေဆုံးခဲ့ပါတယ်။လွှတ်တော်နဲ့အစိုးရယုံနေမိရှုခံခဲ့ရပါတယ်။ဒါကြောင့်ဒီပေါ်အစိုးရအဖွဲ့ပြိုလဲခဲ့ရပါတယ်။အိုလီအပြင်ခရီးသွန်းလာခွင့်ပိတ်ပင်ခံရသူတွေထဲမှာပြည်ထောင်ရေးဝန်ကြီးဟောင်း အမျိုးသားစုံစမ်းစစ်ဆေးရေးဌာနလုံခြုံရေးအေဂျင်စီရဲ့အကြီးအကဲတွေအပြင်တခြားအကြီးအကဲအစိုးရအရာရှိဟောင်းနှစ်ဦးလည်းပါဝင်နေလို့ဆိုပါတယ်။ယာယီဝန်ကြီးချုပ်ဆုရှိလာကာကီကစုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်နေရလို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နောက်ခံလူစာလီပါကိုအာဆင်နယ်၅နှစ်တက်တန်းတိုးမဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။အာဆင်နယ်အသင်းဟာအသင်းနောက်ခံလူစာလီပါကို2030ခုနှစ်အထိတက်တန်းရှိမဲ့၅နှစ်စာချုပ်တဲ့ချုပ်ဆိုသွားမယ်လို့သိရပါတယ်။ အာဆင်နယ်အသင်းကတရားဝင်မကြေညာသေးပေမဲ့ဆာလီဘာဟာစာချုပ်သစ်ချုပ်ဆိုဖို့အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ဖော်ပြလာကြပါတယ်။ဆာလီဘာဟာပြီးခဲ့တဲ့နေရာတွေကရီယယ်မက်ဒရစ်နဲ့သတင်းတွေလည်းထွက်ခဲ့ပါတယ်။သူဟာ2019ခုနှစ်က Saint Andrian အသင်းကနေ Euro Than 30နဲ့အာဆင်နယ်အသင်းကိုရရှိလာတာပါ။အစောပိုင်းနှစ်တွေမှာတော့ပြင်သစ်ကလပ်တွေဖြစ်တဲ့ Nice မာဆီအသင်းတွေထံအငှားပြန်ကစားခဲ့ရပါတယ်။၎င်းအနေနဲ့အာဆင်နယ်အသင်းအတွက်ပွဲ140ကစားထားပြီး9ဂိုးသွင်းက3ဂိုးဖန်တီးပေးခဲ့ပါတယ်။ လက်ရှိဈေးကွက်တန်ဖိုးကယူရိုသန်း80လောက်ရှိတယ်လို့သိရပါတယ်။အော်တိုဘလ10ရက်နေ့မနက်ခင်းသတင်းတွေကိုတိုင်းရထုံနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။ညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကောင်းသောနေ့ရက်လေးကိုပိုင်ဆိုင်နေပါစေ။